Confederation ဟာပြည်နယ်တိုင်းမှာကိုယ်ပိုင်စစ်တပ်တွေရှိတာကြောင့်တည်တံ့လို့ဖြစ်နေကပြည်ထောင်စုကြီးအတွက်အနေအကြီးမှတယ်လို့ရှမ်းနယ်တိုင်းသားများဒီမိုကရက်တစ်ပါတီ SNDP ဥက္ကဋ္ဌဆိုင်းအိုင်ပေါင်းက CNN သတင်းဌာနကိုပြောပါရတယ်။အဲ့ဒီအပြင်တိုင်းရင်းသားတွေကို Federal အရကိုယ်တည်တာကိုအုပ်ချုပ်ခွင့်ပေးပြီးပြည်ထောင်စုထဲမှာသာရှိနေတဲ့အကြောင်းအဲ့ဒါကြောင့်နိုင်ငံရေးစပွဲဝိုင်းပေါ်မှာပုတ်ပွင့်နေနေဆွေးနွေးဖို့လိုကြောင်းသူကပြောပါရတယ်။ ာ federal ဆိုလို့ရှိရင်ပြည်ထောင်စုကြီးကပေါင်းစည်းတဲ့စုပေါင်းတာပေါ့နော်ကိုဒီတမကိုအုတ်ချုပ်ပြန်စားတဲ့အခွာခတွေကိုပြည်ထောင်စုနဲ့မျက်မျက်တတဖွဲ့ဝေယူအဲ့လိုပုံစံလေ confederation တီတီပြည်နယ်တစ်ခုပြည်နယ်တစ်ခုတိုင်းမှာ confederation ကအန္တရာယ်ရှိတဲ့ရုရှားပြည်ထောင်စုကြီးပြောကြတာပါရောက်မယ် confederation ကြောင့်ပါ confederation ကြောင့်ပြည်နယ်တိုင်းပြည်နယ်တိုင်းမှာသူ့ကိုယ်ပိုင်စစ်တပ်တွေရှိနေတယ်သူကတည်တံ့လို့ဖြစ်နေတယ်အဲဆိုလို့ရှိရင်ဒါပြည်ထောင်စုကြီးတို့အန္တရာယ်ကြီးတယ် ီ confederation က federal ဆိုလို့ရှိရင်ဒါကပုတ်ဒေတာကိုကိုအုပ်ချုပ်ခွင့်ပေးလိုက်တိုင်းသားရဲ့သူ့ဒေတာသူ့အုပ်ချုပ်ပါစေလေအပြည်တော်စုထဲမှာပဲရှိနေပါစေညီတူညီမျှခံစားခွင့်နေနေရတာကြာအစ်တာတော့စပွဲဝဲမှာငင်းငင်းတကြနဲ့ဆွေးလို့ပေါ့ဗျာခုပင်လေးလေးဆွေးနေလေတိုင်းသားအလက်နဲ့ကြိုင်တဲ့အားလုံးကဘယ်လိုဖြစ်စင်ချင်လဲနေနေစပွဲဝဲမှာငင်းငင်းကြကြဆွေးနေလိုက်တာအဲ့ဒါတိုင်းပြည်အတွက်အကောင်းဆုံးပဲလို့ကျွန်တော်ယူဆတယ်လေ လက်ရှိမှာဖက်ဒရယ်နဲ့ဒီမိုကရေစီကိုအခြေခံတဲ့ပြည်ထောင်စုကိုတည်ဆောက်ဖို့ကြိုးပမ်းနေကြပေမယ့်တချို့သောတိုင်းရင်းသားလက်နက်ကိုင်တွေကတော့ Confederation လွတ်လပ်ရေးဆိုတဲ့ရည်မှန်းချက်တွေအထိထုတ်ပေါ်ပြောဆိုလာနေမှုတွေရှိနေကြပါလေ။ NASA ကဥက္ကဋ္ဌဗိုလ်ချုပ်မူကြီးမင်းအောင်လိုင်ကတော့ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့တိုင်းရင်းသားတို့ရဲ့အရေးကိုသာတောင်းဆိုလျက်ရှိပြီးဒေသအရေးကိုတောင်းဆိုမှုအားနေကြောင်းလူတစုကိုကိုးစားပြုတဲ့အဖွဲ့အစည်းတွေဖြစ်လို့မရပဲဒေသကိုကိုးစားပြုတဲ့အဖွဲ့အစည်းတွေဖြစ်ဖို့လိုကြောင်းတိုင်းရင်းသားလက်နက်ကိုင်တွေကကိုပိုင်နေမီတွေရရှိရေးကြိုးပမ်းနေကြတာကြောင့်စစ်ပွဲဆက်ဆွေးနွေးရမယ်လို့ပြောထားပါတယ်။ Confederation ကတိကျနိုင် ုင်ငံထူထောင်တာထက်အနေရနေပေမယ်စစ်မှန်တဲ့ Federal ပြည်ထောင်စုထက်အနေရကြီးကြောင်း Federal ပေါ်မှာသာအယုံဆိုင်အလေးထားရင် Federal ထက်ပိုပြီးမတောင်းတဲ့ကြောင်း NCA ထိုးထားတဲ့ပိုးမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL NCA S ကဥက္ကဋ္ဌဘူမူကြီးခုံကာက CNI သတင်းဌာနကိုပြောပါရယ်နိုင်ရှင်ကျဲအရာဆိုရင် confederation ကအပိချားနိုင်ငံထူထောင်တာထက်ကိုတော့အန်တယ်နေတယ်ပို့တော်လည်းပဲဒီ federal ရှင်းမှန်တဲ့ federal ပြည်တော်စုပူပေါင်းနေထိုင်မှုထက်ကိုတော့အန်တယ် ြီးတယ်ဆိုအလဲမှာဖြစ်နေတယ်စစ်မှန်တဲ့ဖက်ရက်ပြည်တော်တို့ကတန်းတူညီတူနဲ့ပြုခွင့်ရေးကိုခွင့်ရေးပြည်နယ်ရေးပြည်ပြည်လူမျိုးတွေပြီးနေပြီးတော့ပြည်တော်တို့တစ်ခုလုံးအတွက်ကြတော့အစုပေါင်းကာကွယ်ရေးစနစ်ပေါ့အစုပေါင်းစစ်ပွားရေးဖွံ့ဖြိုးရေးစနစ်တွေလုံနိုင်ရင်ဒါကကျွန်တော်တို့ဖက်ဒရယ်ကကျွန်တော်တန်းပြည်အတွက်အကောင်းဆုံးပုံစံပါတိုးတော့စုဖွဲ့မှုအားနည်းလာရင်စုစည်းမှုအားနည်းလာရင်တော့တချို့ပြည်နယ်တွေတချို့လူမျိုးတွေက Confederation ဆိုတဲ့

်အရကတတော် AA ကဝါထက်မနိုင်တဲ့နိုင်ငံရေးအစင်တန်းမျိုးကိုယူပြီးတာမမဟုတ် Confederation Confederate အစင်တန်းကိုရအောင်ယူမယ်လို့ပြောထားပါတယ်လက်ရှိမြန်မာနိုင်ငံမှာ Federal Snit ထက်ကျော်လွန်ပြီး Confederation အစင်တန်းရရှိထားတဲ့ EU တွေမှာဝါပြည်ဒွေးစီညီညွတ်ရေးတပ်မတော် UWSA အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MILA NDA တို့ဖြစ်ပါတယ်ကချင်လူလက်ရေးတပ်မတော် KIA ဒုက္ခဒုတိယပူဇော်ကြီးခွမ်မော်ကလည်းတိုင်းရင်းသားတွေက2025ရောက်လာတဲ့အခါမှာ Federal ထက်ကျော်လွန်တဲ့စင်စားချက်တွေရှိလာမယ်လို့ထုတ်ဖော်ပြောကြားထားပါတယ်အဲ့ဒီအပြင်တိုင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA အထွေထွေအတွင်းရေးမှုပူဇော်တာ ုံကျော်ကလည်းနိုင်ငံတစ်ခုအထိတည်ထောင်မှုအခြေအနေဖြစ်လာရင်အစင်းသင်းဖြစ်အောင်ပလောင်လူမျိုးတွေလှုပ်ထားရမယ်လို့2022ခုနှစ်ဩဂတ်16ရက်ကပြောကြားခဲ့ပါဗျာ။